ော်တဗီ4ရုပ်မြင့်တန်ကြားကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်းမှာကျင်းပပြုလုပ်ရရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အခမ်းအနားမျိုးစုံကိုရခုထုတ်လွှင့်တင်ဆက်ပေးလျက်ရှိတဲ့ရန်ကုန်မြင့်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပရိသတ်များကိုမိတ်ဆက်ပေးခြင်းတဲ့အခမ်းအနားကတော့ကျွန်တော်တို့ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်လျက်ရှိတဲ့ကျွန်တော်တို့ front Bangkok to Mandalay ဆိုတဲ့ကျွန်တော်တို့ဒါရုပ်ရှင်ကာကြီးမိတ်ဆက်ပွဲအခမ်းအနားကိုဒီကနေ့

ထိုင်းလူမျိုးတယောက်အလေလာယာကနေအစာပြုခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကြီးဖြစ်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ဇာတ်ကြီးပြမြောက်ဖို့အတွက်မြန်မာနိုင်ငံမှမိတ်ဆွေများဖြစ်ကြတဲ့ AEE Company Limited နဲ့မိုးကောင်းငင်ရုပ်ရှင်ထုတ်လုပ်ရေးတို့မှပူးပေါင်းပါဝင်အကောင့်တွေဖော်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိခဲ့ရပါတယ်။ ကဲ့ပါဒီ from bangalore mandale ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာအာပထမအဦးဆုံးကျွန်တော်လာရောက်ပြီးတော့ဟိုဒီဇာတ်ကားကိုရကူဖို့အတွက်လာရောက်ကမ်းလှမ်းနေပေါ့နော်အဲကမ်းလှမ်းတဲ့အချိန်မှာကျွန်တော်ဇလန်းဟိုလက်သဘောကြရတယ်အဲနောက်တစ်ခုကဒီလိုမျိုးနိုင်ငံခြားအခရူတွေနဲ့အလုပ်လုပ်ရမယ်နောက်ပြီးတော့အတွေ့အကြုံလည်းရမယ်အဲပြီးတော့မြမဒီဇာတ်ကားရဲ့ရွေးချက်လေးတွေလည်းအရန်ကောင်းတယ်ဒါကြောင့်မလို့ကျွန်တော်ဟိုဒီကားကိုလက်ခံပြီးတော့ရကူဖြစ်တာဖြစ်ပါတယ်အာကျွန်တော်တို့ကအများကြီးဟိုကျွန်တော်တင်ယူရပါတယ် အဲအရှင်းဆုံးပြောရရင်တော့ကျွန်တော်တို့တည်ထားတဲ့တချို့တချို့တော့ဟိုဒီအနုပညာပေါ့နော်တချို့တချို့တော့ကျွန်တော်တို့အဲတရုပ်ဆောင်မှုပညာတွေအများကြီးဟိုဟာ plus လုပ်ပေးနိုင်ခဲ့ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဟိုနဲ့သူနဲ့ပူးပေါင်းပြီးတော့အလုပ်လုပ်ရတာအဲအရင်လဲပျော်ရွှင်စရာကောင်းတယ်လို့ဟောကျွန်တော်တို့ပါပေါ့နော်ဟောခံစားမှုအစ်စ်တစ်ခုနောက်ပြီးတော့ တကယ်ပေါ့နော်လက်ရှိအချိန်ခါတခုမဟုတ်ပဲနဲ့1960ခုနှစ်ပေါ့နော်ထိုင်းနဲ့မြန်မာတို့ရဲ့အဲဒီဟိုဆက်နွယ်ခဲ့တဲ့ပုံစံလေးတွေပါအစပါတဲ့ခါကျတော့ဟိုဒီကားလေးကိုရိုက်ကူးရတာနှစ်ဦးနှစ်ဖက်အဲအင်မတန်လဲပျော်စရာကောင်းတယ်လို့နှစ်ဦးနှစ်ဖက်အင်မတန်လဲအကျိုးများစေခဲ့ပါတယ်ဒီကားလေးကိုချီးရှင်ရဖြင့်အဲမြန်မာပြည်ရဲ့အလှတရားနောက်ပြီးတော့ပြည်ပမှာရှိနေတဲ့လူတွေကလည်းမြန်မာပြည်ကိုတကယ်ကို လာရောက်လဲပတ်ရတဲ့ပုံစံမျိုးဖြစ်အဲခံစားမှုမျိုးကိုပေးစေတယ်နောက်တစ်ခုကအအချစ်တစ်ခုနဲ့ပေါင်းဆက်ပြီးတော့အကျွန်တော်တို့ရဲ့မြမရင်ကျင်းမှုအာမြမတို့ရဲ့ရိုးရာကိုတံပိုးပို့ပြီးတော့ဟိုထားတက်လာဖို့အတွက်ဒီကားလေးကတော့ရည်ရွယ်ချက်အဲကိုပေးတယ်လို့အာကျွန်တော်အနေနဲ့မြင်ပါတယ် This is sent from chain number 15. My dearest Uzan. It shouldn't be too much to call you my dearest. But in my heart, ဒါပြင်နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်များဖြစ်တဲ့နေတိုဝမ်မုံရွှေကြီးဆိုင်းဆိုင်းခန်းလိုင်းနဲ့ထိုင်းနိုင်ငံမှာရုပ်ရှင်မင်းသမီးတဦးမှအားတတရုတ်ကူညီအားဖြည့်ပေးခဲ့ကြပြီး From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကြီးဟာမျှော်မှန်းထားတာထက်ပိုမိုအောင်မြင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒီထိုင်းနိုင်ငံ production တင်းတကူကနေပြီးတော့ဒီမြန်မာ production နဲ့ပေါင်းပြီးတော့ဒီနှစ်နိုင်ငံအနုပညာရှင်တွေပေါင်းပြီးတော့ဇက်ကားဇက်ကားတကားရိုက်ကူးထုတ်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီတရုတ်ဆောင်နေရာကဒီ character တခုအနေနဲ့ကမ်းလှမ်းလာတဲ့အချိန်မှာကျွန်တော်ဇက်လန်းရော character ရောချိန်နေတတ်တဲ့အတွက်အဒီဇက်ကားမှာပါဝင်ဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ် production ပုံစံပေါ့လေသူတို့ရဲ့ရိုက်ကူးထုတ်လုပ်မှုပုံစံကကျွန်တော်တို့နေ့စဉ်ရိုက်ကူးနေတဲ့ပုံစံအနေနဲ့အနေငယ်တော့ဟိုဟာခြားနားမှုရှိပါတယ်အဒီ ဒီမှာသူတို့ရဲ့လုံပုံကိုင်ပုံတွေမှာကျွန်တော်တို့အာလေ့လာရတဲ့အားတွေသင်ယူရတဲ့အားတွေလည်းရှိပါတယ်အထူးသဖြင့်တော့သူတို့ကနေပြီးတော့ဒီကျွန်တော်အတွက်ကိုဒီ acting coach တို့ပါတို့ဗောလေနီးပြတွေပါငါလာပြီးတဲ့အတွက်ဒီဆရာကြီးရဲ့ရဲ့ဟိုလမ်းညွှန်မှုအောက်မှာလှုပ်လှုပ်ရဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းလှုပ်လှုပ်ရပို့ပြီးတော့ဟိုချောမွေးမှုရှိတယ်ပို့ပြီးတော့အဆင်ပြေပါတယ်ဇက်ကားကဒါဟိုဒီမြေတားတရားကို ဟိုပေါ်ပေါ်ညွန်းနေအဲပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေကိုဟိုအင်မတန်လှပစွာရိုက်ကူထားတယ်ပြီးတော့စီးနိုင်စီးနိုင်ဟာနေရာတနေရာတနေရာတနေရာမြို့ဟိုပေါ့လေမြို့တမြို့တမြို့ချင်းအဲဥပမာကျွန်တော်ပြောရရင်အာ မင်းကွန်းပါတယ်တောင်တမန်အင်းပါတယ်ပြင်ဦးလွင်ပါတယ်စသဖြင့်ပေါ့လေပကံပါတယ်အဲ့လိုနေရာတော်တော်များများမှာကျွန်တော်သွားရောက်ရိုက်ကူးထားရလဲဖြစ်တယ်ဆိုတော့ဒါလာကြီးရဲ့ပြိသက်ဟာဒါမေတ္တာတရားအရာသာကိုလည်းခံစားရမှာမှာဖြစ်တယ်အဲ့ဒီရုပ်ရှင်ဇက်လန်တပုတ်အနေနဲ့လည်းအရာသာရှိရှိကြည့်ရှုရမှာဖြစ်တယ်ပြီးတော့ဇဝင်ကန်းတွေကိုလည်းဒီရှုခင်အလှအပတွေနဲ့ခံစားရမှာလည်းဖြစ်ပါတယ် ဌာနကတော့ front backout to mandali executive producer ဦးကျင်းမင်းသိန်းမှအဖွဲ့အမှားစကားပြောကြားပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်ก็คือว่าหนังเรื่องนี้เนี่ยตอนที่เราได้ไปคุยกับพุ่มกับครั้งแรกใช่ไหมคะพุ่มกับก็บอกว่า หนังเรื่องนี้มันจะเป็นหนังร่วมทุนระหว่างประเทศไทยกับประเทศพม่าซึ่งพอได้ฟังแค่ตรงนี้เราก็รู้สึกว่าโอ๊ย ก็น่าสนใจมาก ๆแล้ว แล้วพอเราได้มาอ่านบทพุ่มกับก็ให้บทกลับมาอ่านใช่ไหมคะ พอเราได้อ่านปุ๊บเราก็รู้สึกว่าชอบบทชอบหนังเรื่องนี้จังเลย เรารู้สึกว่าหนังเรื่องนี้มันมันสวยมากเลยค่ะ แล้วเราก็รู้สึกว่าเราอยากจะมาเล่นหนังเรื่องนี้ และอยากทําให้มันออกมาให้ดีที่สุดให้คนผู้ชมได้ดูกันนะคะ สุดยรบเนาะดี่ดาริกาก็ได้ตู้ลาบิโรมาเพ่ขอกันเลยค่ับเนาะยามาเนี่ยไทยพปฐมอุซงในยาบูปางบิโรมายายกูเรยยเชินสากาเพื่อตัวจังไอ้ตัวเช็ดเนี่ยไอยังเซ็งวินซาบิโรมาป่าววินบิโรติโอสังชิมาเลยถ้าเป็นตัวสกรีนเนี่ยเนาะจะเอ็นเรียวพัดได้ขามาเลยยังจะบอกจเลยตัวจังป่าววนบิโรมาติโอสังยาชิมพิบาร์สนุกมากเลยค่ะเพราะว่าอ่าพม่าเนี่ยเป็นประเทศแรกเลยนะคะที่ได้เป็นประเทศที่หวานอะ ได้ออกมาครั้งแรกค่ะคือหวานไม่เคยเดินทางไปต่างประเทศมาก่อน แล้วก็พอมาเนี่ยเราก็ได้มาทํางานด้วย แล้วก็ถือว่าได้เที่ยวไปด้วย สนุกมากๆค่ะ ไม่ว่าจะเป็นการทํางาน การเดินทาง หรือว่าทีมงาน หรือว่านักแสดงทุกคนอย่างเงี้ยทำให้เราแฮปปี้กับการทํางาน แล้วก็การเดินทางกับหนังเรื่องนี้มาก ๆค่ะ တို့အရန်အောင်ပျော်ရွှင်ပြီးတော့အားရပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီမြန်မာနိုင်ငံကပထမဆုံးပေါ့နော်သူ့အနေနဲ့လာရောက်ပြီးတော့မှနိုင်ငံခြားခရီးစဉ်အနေနဲ့ရိုက်ကူးရတဲ့ရုပ်ရှင်ကားလည်းဖြစ်တယ်လို့ခရီးသွားရတယ်တရုတ်ဆောင်အစ်တင်နဲ့အများကြီးလည်းတွေ့ရှိရတယ်လို့အတွေ့အကြုံအစ်တင်လည်းအများကြီးရရှိရတဲ့အတွက်ကြောင့်တကယ်ကိုကျင့်တဲ့ဝန်တာအားရမိပါတယ် ဲ့ဒီနောက်မှာတော့အခမ်းအနားအားအခမ်းအနားအစီအစဉ်တိုင်းဆက်လက်ကျင်းပခဲ့ပါရခင်ဗျာဒီစကားကြီးနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာဒါရိုက်တာတဦးအားယခုလိုမျိုးမေးမြန်းဖြစ်ခဲ့ပါတယ်အာเอาเป็นไทยนะอ่าผมแต่เพื่อนที่เมืองไทยบอกว่าคนพม่าเนี่ยน่ารักมาก แล้วก็จิตใจดีงาม แล้วก็ผมได้มามาเที่ยวที่นี่แล้วก็รู้สึกประทับใจเราตัวบ่เนาะมีมาในเงาลาพิจารณาขามาเดี่ยมีมาลุมิวรีตัวเรี่ยพิงาเรี่ยสิ่เดี่ยังยินเจเนียแต่บอกว่าตัลีท่าเดียวตัวพิจารณาขามาตัวมีมาในเงาย่ันลาพิจารณายกเชี่นยากูเช่นสิ่งเบาลาเนยตัจังดิสกาเลยยายพิจารณาก็การทํางานกับคนที่นี่น่ารักมาก คือว่าก็ทุกวันนี้เป็นเรื่องยากหมด แต่ว่าพวกเราก็ได้ลองสิ่งใหม่ๆ ได้พาดากองถ่าย ออกไปข้างนอกเจอผู้คน แล้วก็ได้ถ่ายทําในสถานที่ที่ปกติแล้วไม่ไม่สามารถขอเข้าไปถ่ายได้ นะครับผม ก็สนุกมากเราพยพูดเลยยังกาวมาเลยแต่ตัวจงติดเลย้ายยาจะรู้ที่มาบอเนาะแต่ช่วยยยากุยมันงแม่ัดเนี่ยนี่มาเลยตัวยยกยคุยยาเลยตัวจอายังกูพยพูดเก่าเนี่ยตัวจงติดเลย้ายยาไปเลยก็เลือกจากความเหมาะสมของเรื่องก่อนนะฮะ ซึ่งในเรื่องเราเนี่ยจะมีสองสองยุคเวลาสองห่วงเวลาก็คือว่าเวลาของคิดคิดวุฒมงชเวแล้วกับเนโธก็คือปี1960นะฮะช่วงเวลานั้นก็คือจะรีเพรสเซนต์เรื่องความรักที่เป็นคลาสสิคอลนะฮะเป็นความรักแท้ในขณะที่ไซไซกับน้ำหวานเนี่ยก็จะเป็นเวลาในปัจจุบันนะเป็นคู่รักที่เป็นปัจจุบันแล้วก็มีความสดใส แล้วก็มีความเป็นสมัยใหม่ สรนี่ตัวนี้ว่ามังเสยอยู่ยุยยุยเชียร์อะไค่ะจรรถตัวทั้งกูอยากชอบเสกคุณเนียวุ้นเจนเรากาบเนาะตัวเลีดีคลาสสิกพี่เดียปงจันเลีดีโอนี่ตัวนี้ว่ามังเสยอยู่มีเนี่ยตัวจังตัวนี่ตัวนี้ว่ามังเสยอยู่ทั้งกูอยากชอบเสกวุ้นเจนอะไรต่อยุยบี่จ๊อซ้ายซ้าเนี่ยน้ำหวานก็นจรรถคุกเข็บบ่อชวนแล้วเนี่ยดีรู่เงี้ยสไตล์นี้อันนี้เนี่ยตัวมีเนี่ยตัวจังซสายซ้าเนี่ยน้ำหวานก็ดีเข็บบ่เนาะเตี้ยวสาวนี่เนี่ยยุยพี่ดาพี่ไปน้ำหวานเป็นตัวละครที่ อาจจะต้องมาตามหาเรื่องราวในอดีตของคุณย่านะครับแล้วก็น้ําหวานเนี่ยก็จะมีโลกภายในก็คือโลกที่เธอปิด กับโลกที่เธอเปิด ภายนอกเธอจะดูน่ารักสดใสแต่จริงๆ แล้วเธอมีเรื่องที่ซ่อนอยู่ข้างใน ซึ่งน้ําหวานก็แววตาของน้ำหวานในเรื่อง เป็นแววตาที่คิดว่าคนพม่าน่าจะรักตัวละครตัวนี้ครับผม ိုတော့နမန်အနေနဲ့ကျတော့ဗောနော်ထိုင်းမင်းသမီးအနေနဲ့ကျတော့လဲတဲ့ဒီရုပ်ရှင်ကားမှာသူပါဝင်ရိုက်ကူရတဲ့အရာကကျတော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မျက်လုံးဗောနော်သူဒီဒီတောက်ဖက်အသွင်းစိတ်တဲကကျတော့သူတင်းထားတဲ့အရာတစ်ခုရှိတယ်လို့အပြင်ပိုင်းမှာသူရွှင်လန်းနေပေမဲ့လည်းအတွင်ထဲမှာသူတစ်ခုခုကိုတင်းထားမျိုးတိတ်ထားတဲ့ကောင်မလေးအနေနဲ့တရုပ်ဆောင်တဲ့အတွက်ကြောင့်ဗောမြန်မာလူမျိုးတွေလည်းနမန်ကိုချစ်ခင်ကြလိမ့်မယ်လို့သူမျှော်လင့်ပါတယ်ပရိသတ်များခင်ဗျာ ရံဖန်ရံခါလူတိုင်းလူတိုင်းဟာမိမိတို့ဥတီယာကိုအလင်းစလိုသွားမိတဲ့အချိန်မျိုးမှာဖြတ်တန်းလာတဲ့လမ်းကြီးမှာရှိတဲ့လှပမှုများကို ထိတွေ့ခံစားဖို့မိလျော်နေတတ်ကြပါတယ်။အကယ်၍များ ထိုအလှတရားများကိုထက်မှန်ခံစားဖို့အခွင့်အရေးပြန်မရခဲ့ရင်တော့ပို၍နှမျောမိမှာအမှန်ပါပဲခင်ဗျာ။ ေဥနာမေဥစုဝန်းလို့ခေါ်တယ်ဟိုဟာပေါ့မိုးကောင်းကင်ရုပ်ရှင်ထုတ်လို့ရေးရုပ်ရှင်လောကမှာနှစ်40လောက်ရှိပေါ့ဇာကားတွေတော်တော်များများလေးထုတ်ခဲ့တယ်အဓိကကတော့သူတို့ဒီဘန်ကောက်ကနေရိုးဟိုထိုင်ရနေပြီးတော့ဒီမှာဟိုပူပေါင်းပြီးတော့ရိုက်ကူးကျင်တယ်ပေါ့နော်ဒီဗမာတရုတ်ဆောင်နေနဲ့ဗမာရဲ့မြန်မာရဲ့ location တွေကိုဟိုရိုက်ကူးကျင်တယ်ဆိုပြီးတော့သူတို့ကမ်းလန်းလာတယ်အဲ့ဒီအပေါ်မှာဟိုစိတ်ဝင်စားပြီးတော့ဟိုရိုက်ပစ်သွားတာပေါ့အဓိကကတော့ ဟိုကိုကိုဗမာအမှုပညာရှင်တွေကိုကကိုစူးစမ်းနေတာ ਨੇ စာအဲ့လိုပူပေါင်းပြီးတော့စူးစမ်းတာကတိုင်းတပြင်တိုင်းပြည်တွေမှာလည်းဟိုတိလာနိုင်တယ်ပေါ့ဒါတော့ဈေးကွက်တစ်ခုအနေနဲ့ထိုးပေါက်တဲ့သဘောပေါ့ကောင်းတယ်ပင်လဲပင်မှန်းနေသူတို့တော်တော်လေးလဲသူတို့စီစီကန်းရှိတယ်အလုပ်လုပ်တာမြမပြီးမှရှိနေတဲ့ရှုခင်းနေပေါ့နော်ပကံတို့ဒီပြင်ဦးလွင်တို့ဂုတ်ထိတ်တို့ဓာတ်တော်ကြိုင်းတို့တော်တော်များများကိုသူတို့ ဒီသူများတို့ဒီမှာရိုက်သွားတဲ့လူတွေ ਨੇ မတူအောင်လို့တော့သူတို့အလှအပတွေတော်တော်ဟိုရိုက်သွားတာလေးတွေထူကြတဲ့ဟာလေးတွေကတော်တော်ထူကြရမှာဒီလိုဂုံယူပွဲရကောင်းတဲ့အလှတရားများကို front bank out to mandali ရုပ်ရှင်စကားကြီးမှာအပြည့်အဝခံစားရမှာဖြစ်လို့ပရိသတ်များကိုဒီကနေ့မိတ်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ပရိသတ်များလည်းဒီကနေ့ပွဲအခမ်းအနားကိုလေ့လာခွင့်ရလို့အထူးပဲခြေနဲ့လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကြည့်ရှုအားပေးကြတဲ့ရန်ကုန်မြို့ဝန်ကျယ်ပရိသတ်များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။